ကျမရလေရောက်ရင်ဒါရီမလုပ်ပဲမပြည့်စုံပါဘူးပရိတ်တကြီးအလုံးမဲမင်္ဂလာပါရှင်တီကီ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရယ်ကျမိုင်ကမြန်မာရေးနဲ့စိမ့်တဲ့နေရာမဟုတ်ပါဘူးထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ဒီနေရာလေးကယဉ်ကျေးမှုအမွေအနှစ်တွေတဘာဝအလားတရားတွေအယတရှိတဲ့အစားအသောက်တွေနဲ့ပြည့်နေနေတဲ့မြို့တစ်မြို့ပါတစ်ချိန်လုံးကလန်နာပြည်နိုင်ငံရဲ့မြို့ရောင်ဖြစ်ခဲ့တဲ့ဒီမြို့လေးဟာခီးတော်တိုင်းကိုဆွဲဆောင်မှုအပြည့်နဲ့ကြိုဆိုနေပါရယ် စိမ့်လက်ဆွပြတဲ့တောင်တန်းတွေနဲ့ဝင်းရံချပြီးရှေးဟောင်းဖျားကျောင်းတွေစီကားတဲ့ဈေးတွေနဲ့ခင်မီအနုပညာပြကန်းတွေပေါင်းစပ်နေတဲ့ချင်းမိုင်ယာထိုင်းနိုင်ငံကိုအပရမဆုံးအကျိန်လာရောက်လက်ပတ်သူတွေရောအကျိန်ကျိန်လာရောက်ဖူးသူတွေပါနှစ်သက်စီမဲ့နေရာတစ်ခုပါချင်းမိုင်မှာလက်ပတ်စီယာနေရာတွေတုံးဆောင်စီယာအစားတောက်တွေအများကြီးရှိပါတယ်ဒီပြိုလေးမှာဝင်းမြပေးသွားမယ့်အကြောင်းအရာတွေကိုမစမ်းကြည့်ရင်တော့ချင်းမိုင်ရဲ့အလက်ပတ်ခီးစဉ်ကပြည့်စုံမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတာသိရအောင်ဗီဒီယိုလေးကိုဇုံတိလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါစေရှင်။ချင်းမာယာပြားចောင်းပေါင်း300ကျော်ရှိတဲ့မြို့ဖြစ်ပါတယ်။တမိုင်းဝင်မြို့အောင်းထဲမှာရှိတဲ့ဝမ်ဖရာစင်စာတိုင်းမြောင်ပိုင်းပြည်သူကလက်ရာတွေရဲ့ပြရုပ်တစ်ခုဖြစ်ပြီးချွေရောင်တပ်ပနေတဲ့ဇေဒီဘရိုတွေနဲ့နိုင်ရန်စေးရစ်ပကြီးတွေကိုတွေ့မြင်နိုင်ပါတယ်။ဒါအပြင်မလမ်းမကမ်းမှာရှိတဲ့ဝါချက်တီလုံကတော့ငလင်တန်ကြောင့်ပျက်စီးခဲ့ရပေမဲ့တန်ရှိသေးတဲ့အပျက်စီးတွေကြာကခန္ဓာထယ်ဝမှုကိုခံစားနိုင်မှတည်း။ ဒီပြားကျောင်းလူရမျိုးရဲ့ဝိညာဉ်ကိုထင်ရနေတဲ့မန္တစက်လိုပါပဲမြို့ပြင်ဘက်15ကီလိုမီတာကအကွာကတောင်ပေါ်မှာရှိတဲ့ Wafra Taris Suras ပြားဟာဆိုရင်လှပတဲ့ဘီတုကလက်ရာတွေအပြင်နေဝင်စည်းစာချိန်မှာချင်းမိုင်မျိုးရဲ့လှပတဲ့မြင်ကွင်းချေကိုလည်းပေးစွမ်းနိုင်တဲ့အတွက်ဓာတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။နောက်ပြီးတဘာဝတရားခုချင်းမြတ်နိုးသူတွေအတွက်မဖြစ်မနေသောတင်းတဲ့နေရာကတော့ Sinscan မှာပဲ။ ဒီနေရာတွေမှာစင်တွေကိုနှိမ့်ဆက်ခိုင်းစေတာမျိုးမရှိဘဲလောလတ်စွာနေထိုင်ခွင့်ပေးထားပါတယ်။စင်တွေအကြောင်းသိလာရင်သူတို့ကိုနီးနီးကပ်ကပ်ထိတွေ့ခွင့်အစာကျွေးခွင့်နဲ့ရေချိုးပေးခွင့်တွေပါရရှိနိုင်ပါသေးတယ်။ဒါအပြင်ချင်းမှန်ရောက်ရင်မြောက်ပိုင်းထိုင်းစားစာတွေဖြစ်တဲ့ခေါဆွမ်းလိုခေါ်တဲ့အုံနုတ်ခေါဆွမ်းဟင်းကြီးကိုမဖြစ်မနေမြည်စမ်းကြည့်သင့်ပါတယ်။နှုတ်ညက်နဲ့အသာခေါဆွမ်းနှမျိုးနဲ့ဟင်းကပ်အမွေးကြိုင်တွေပေါင်းစပ်ထားတဲ့ဒီဟင်းကြီးဟာရှောက်ပေါ်မှာဆွဲမဲ့အရာသာရှိပါတယ်။ ဒါပြင်ဒေတာထွက်ကုန်တွေကိုတော့ရောက်ကြည့်ရှုရင်ထိုင်းဟင်းချက်နီးတင်နှန်းတွေတက်ပြီးကိုရိုင်းချက်ပြုတ်စားတော့တာကလည်းအမှတ်ရစာအတွေ့အကြုံတစ်ခုဖြစ်ပါလိမ့်မယ်။ဈေးကနေလက်ဆက်တဲ့ပအဝင်ပစ္စည်းတွေကိုကိုရိုင်းရွေးချယ်ပြီးထိုင်းစားစာရဲ့အလုပ်ဝတ်ချက်တွေကိုလေ့လာပြရမှာပါ။ဒီပုံမှာကိုကန်စားချင်သူတွေအတွက် drying room မျိုးသားဥယျင်ကိုသွားရောက်ပြီးထိုင်းနိုင်ငံရဲ့အမြင့်ဆုံးတောင်ပေါ်မှာလှောက်ပတဲ့ရေတံခွန်တွေတောင်တက်လန်းတွေရင်သက်ရှင်မောဝေရရှုခဲနေတဲ့ဘယင်မြင်းမြတ်နဲ့ မိပြားကြီးအတွက်တိစောက်ထားတဲ့ခန္ဓာထွေဝါတဲ့အမွှာစီဒီပရိုတွေကိုလည်းကြည့်ရှုဖူးမြော်နိုင်ပါတယ်။နောက်ပြီးမယ်ပင်မြစ်ကိုကြက်လေးစည်းပြီးဖြစ်စေလှေနဲ့လက်ပတ်ကြည့်ရှုပြီးဖြစ်စေမြို့ရရှုပ်ထွေးမှုကနေခဏတာအနားယူရင်ကျေးလက်ဒေတာရှုကင်းတွေနဲ့ကျုံးသိအင်ရောင်းလေးတွေကိုကြည့်ရှုနိုင်ပါတယ်။မြစ်တလျှောက်ကလက်ပတ်ရည်ဆိုင်တွေကလည်းအနားယူအပန်းဖြေနိုင်ပါတည်း။ဒါအပြင်စမောအင်လူကစကူတာ၅ပြီးမောင်းနေတာဝါယူရော့ဈေးမှာရှုပ်ပင်ထွက်တာ တနင်္ဂနွေညစေးကိုအရောက်သွားပြီးထိုင်းလက်မုတ်ပစ္စည်းတွေခန်းစားတာအပြင် မုံစည်းတန်းကမုံမျိုးစုံကိုမြည်စမ်းကြည့်တာတွေကတတမမိစရာအတွေ့အကြုံကိုပေးစွမ်းမှာဖြစ်ကြောင်းဝင်းမြလိုက်ဗီဒီယိုလေးကိုဒီကိုချလိုက်ရပါရှင်အစုံနဲ့ချစ်ချူပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်